Hello အားလုံးပဲမိင်္ဂလာပေါင်း United Show ကနေကြိုဆိုပါရစေ။အတင်းဘက်ကအားလုံးသိတဲ့အတိုင်းပဲခေါ်ယူဖို့ကြိုးပမ်းနေတဲ့ Tight Six ကစားမှာ Victor Gyokeres Gyokeres နဲ့ပတ်သက်တဲ့ဒီတတိယရဲ့နောက်မှာအာဒီကောင်ကတော့ဟေး Champions League ကစားကွင်းရတဲ့အတင်းကြီးကမလိုချင်တော့လို့ United ကိုပြောင်းမယ်ဘာညာလုပ်နေပြီဘာညာဆိုတဲ့တတိယနေနဲ့ကြားနေရတယ်။ဒါဒီနဲ့ပတ်သက်လို့ Romano ပြောထားတဲ့တတိယလေးကိုကျွန်တော်တို့ကြည့်ကြည့်ရအောင်ပေါ့နော်။ဆိုတော့အပြောင်းရွှေ့ကဗျာဒီကစားမနဲ့ပတ်သက်ပြီးတော့ထွက်နေတယ်ဆိုတော့သူနဲ့ပတ်သက်တဲ့တတိယကအစုံထွက်မှာပဲ။ဒီနေ့ ဒီနေရာမှာရိုမန်နူကဗာပြောထားလေးဆိုတော့ယူရိုပါလိဘိုလူပွဲမတိုင်ခင်ကဂူကရက်စ်ကမန်ချက်စတာယူနိုက်တက်ကိုပြောင်းရွှေ့ဖို့အတွက်စိတ်အားထက်သန်မှုတွေရှိခဲ့တယ်ပေါ့ကစားမကရွေးချယ်စရာရှိတဲ့ option တွေအကုန်လုံးကိုစဉ်းစားနေခြင်းသာဖြစ်ပြီးတော့ Champions League ဝင်ခွင့်ရမှပြောင်းရွှေ့မယ်ဆိုတာမျိုးဟာလုံးဝမဟုတ်ခဲ့ဘူးပေါ့နော် United အနေနဲ့ Gukres ကိုခေါ်ယူဖို့အခွင့်အရေးရှိနေတယ်ဒါပေမဲ့လို့ကစားသမားရောင်းထုတ်မှုအပေါ်မှာမူတည်ပြီးတော့ခေါ်နိုင်မခေါ်နိုင် ကျွန်တော်တို့ကြည့်သွားမှာဖြစ်တယ်ပေါ့ဆိုတော့ကျွန်တော်တို့အန်ဘူမိုကိုခေါ်ယူပြီးတာနဲ့တိုက်စစ်အတွက်ဘသူကိုပဲခေါ်ခေါ်ကစားသမားရောင်းချမှပဲခေါ်နိုင်တော့မယ်ဆိုတဲ့သဘောပါဆိုတော့ဒါကထားပါတော့ဗျာဒါကကျွန်တော်တို့တည်ပြီးသားငါတို့ကစားသမားရောင်းဖို့လိုတဲ့တိုက်စစ်မှုအတွက်ကွန်းလေအတွက်ကစားသမားတွေရောင်းချနိုင်ဖို့လိုတဲ့ဒါကျွန်တော်တို့တည်ပြီးသားဒါပေမဲ့တို့ပေါ့နော် Manchester United ကိုတကယ်ပြောင်းကျင်သလားပေါ့ဒါကတော့ဗျာကစားသမားကိုယ်တိုင်ကအော်ကျွန်တော်ကတော့ပြောင်းကျင်နေကျွန်တော်ကတော့မပြောင်းကျင်ဘူးတည်ကြီးပြောထားတာမျိုးမဟုတ်ဘူးဗျာအဲ့လိုမျိုးဆိုတော့ ျွန်တော်တို့ကြားထဲမှာယူဆချက်တွေပဲကျွန်တော်ရှိမှာအခုရှိတာကတော့ဗျာဒီကစားမားနဲ့ပတ်သက်လို့ဥရောပကလက်တင်ကြီးရဲ့ဘက်ကလိုလိုချင်းချင်းမရှိကြတော့ဘူးမရှိကြတော့ဘူးဆိုတာမျိုးထက်တိတ်ပြီးတော့မကြိုးပမ်းကြဘူးဗောနော်โอเคငါတို့ကတော့ဟေးဂီဂူခရက်စ်လိုကစားမားမျိုးကိုလိုချင်နေဆိုတဲ့ပုံစံမျိုးနဲ့တကယ်ထိရောက်အောင်ကြိုးပမ်းနေတာမျိုးတွေကျွန်တော်မရှိဘူးမရှိဘူးဆိုတော့ဘယ်လိုပြောမလဲ United သူ့ရဲ့ agent ဖြစ်သူက Manchester United ဘက်ကသူ့ကိုအမှန်ကန်ခေါ်ချင်လာအောင်လို့โอเคကစားမားတော့အရင်ကတော့ဒီလိုဒီလိုဘာညာ ဂျာနယ်လစ်တွေကိုပိုက်ဆံပေးပြီးတော့တည်တယ်မလားသတင်းလွှင့်ခိုင်းတာတွေလည်းဖြစ်နိုင်ကြီးရှိတယ်။ဘာကြောင့်လဲဆိုတော့ဒါတွေကဖြစ်လေဖြစ်တာရှိတဲ့အရာတွေမို့လို့ပဲ။ဂျာနယ်လစ်တွေကိုအတုံးချပြီးတော့ဒါတွေကလှုပ်လို့ရှိတယ်။ဒါအခုမှထူးဆန်းမဟုတ်ဘူး။ Okay ဟိတော့ငါကစားမကိုတော့တခြား Champions League ဝင်ခွင့်ရတဲ့အသင်းတွေကစိတ်မဝင်စားကြသေးဘူး။ထူးထူးခြားခြားလည်းဘာမှလုပ်မလာသေးဘူး။ဒါဆိုလို့ကျွန်တော်ကတော့ဒီလိုသတင်းလွှင့်လိုက်မယ်။အရင်တော့က Champions League ဝင်ခွင့်ရတဲ့အသင်းမှာကစားနေတာဆိုပေမဲ့အခုတော့အဲ့လိုမဟုတ်ကြောင်းတင်းလွှင့်လိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ ရောပြီးတော့ journalist တွေကိုအတုံးချတာမျိုးတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါယူဆချက်ပါနော်အဲ့လိုမဟုတ်ဘဲနဲ့တကယ်ကစားမကူတိုင်းက Manchester United ကိုပြောင်းရွှေ့ကစားချင်တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်တခုရှိတာပေါ့ဗျာအရင်တုန်းကတော့သူအဲ့လိုပြက်သားချင်မှပြက်သားမှာပေါ့အာငါ United ကိုပြောင်းချင်တယ်လုံးဝကိုပြောင်းမယ်ကွာဟုတ်ချင်မှဟုတ်မှာဘာလို့လဲဆိုတော့အဆင့်15နဲ့ယာစီတင်ထားတဲ့အတင်တင်ဗျာ Champions League ပုံမှန်ကန်နဲ့ Sporting Lisbon ဖလားတွေယာစီတိုင်းလိုလိုနောက်ပိုင်းမှာရနေတဲ့ Sporting Lisbon ကနေသူတို့ Manchester United ကိုအဲ့လိုနေရာမျိုးမှာပြောင်းလာဖို့ဆိုတာမျိုးက မလွယ်ဘူးလေတွေးကြည့်လိုက်လို့ရှိရင်ဗျဒါပေမဲ့လို့မတ်တီးယပ်စ်ကွန်ညာကိုခေါ်ပြီးသွားပြီ Brian Ambumu ကိုကျွန်တော်ခေါ်ဖို့အတွက်ဆွေးနွေးမှုတွေလုပ်နေပြီကံလန့်မှုတွေတရားဝင်လုပ်နေပြီဆိုတော့อืม Manchester United ရဲ့တကယ်လက်ရှိဒီနွေအလုပ်ရက်တွေကတော့လုံးဝရည်ရွယ်ချက်ကြီးမားတဲ့လုပ်ရက်တွေ ambitious ဖြစ်တဲ့လုပ်ရက်တွေကြီးပဲရယ်အကယ်လို့ငါသာပြောင်းမယ်ဆိုရင်ဒါသူတို့အနေနဲ့ပေါ့နော်သူတို့ project အတွက်အချိန်ပိုကောင်းလာမှာပဲအဲ့ဒါမှလားကစားမကောင်းတွေကိုခေါ်နေတယ်တကယ်ရည်ချင်းရှိကစားမတွေကိုခေါ်နေတယ်ဆိုတော့သူတို့တကယ်ပြန်ကောင်းမှုသူတို့လုပ်နေတာဟာ ချန်ပီယံစ်လိဝင်ခွင့်မရလဲအဲ့လိုအတင်းကတော့ငါပြောင်းနေကွာဆိုတဲ့ပုံစံမျိုးဖြစ်လာတာလေကျွန်တော်ဖြစ်ချင်းဖြစ်မှာပဲဆိုတော့တကြီးကစားမကိုယ်တိုင်ထုတ်ပြောတဲ့အရာတခုမဟုတ်တော့ယူနိုက်တက်ကယူနိုက်တက်ကိုပြောင်းမယ်ဆိုတာကတခြားအသင်းတွေမခေါ်လို့ပညာဆိုတဲ့မျိုးကဒါကနည်းသိရမလားနည်းနည်းပြောရနည်းနည်း lazy ဖြစ်တဲ့နော်ကျွန်တော်တို့ဒါဟိုဘယ်လိုပြောလဲယူဆချက်တွေလို့ပြောလို့ရတယ်ဗျာသိရမလားနော်ဆိုတော့ဒါကြောင့်ပုံတီတော့ပြောမရဘူးသို့တော်လည်းပဲဘယ်အသင်းမှခေါ်ဖို့မကြိုးပမ်းနေဘူးအထူးသဖြင့်တခြားအသင်းတွေမကြည့်နဲ့ကိုယ်ဒီစိတ်ဝင်စားပါတယ်ဆိုတဲ့အသင်းတောင်မှ ်ဗီတာဂီဂရက်ကိုခေါ်ဖို့မကြိုးပမ်းသေးဘူးဒါကိုကျွန်တော်ကြည့်ရင်ဘာကြောင့်လဲဆိုတာကလည်းနည်းနည်းတော့တွေးစရာကောင်းနေပေါ့နော်ကျွန်တော်မနေ့က live မှာပြောခဲ့သလိုပဲဒါပေမဲ့လို့ဂီဂရက်ကတော့ Manchester United ကိုအခွင့်အရေးရရင် ပြောင်းကျင်တဲ့ပုံစံမျိုးတွေကျွန်တော်တို့သိနေတယ်ကစားမကိုယ်တိုင်ကလည်းပြောင်းကျင်နေဘာညာပေါ့ဗျာဆိုတော့ကြားထဲမှာတကယ်ဥရောပကလပ်တင်းကြီးတခုကသူ့ကိုခေါ်ဖို့ကြိုးပမ်းမယ်ဆိုရင် United ကိုပြောင်းဖို့အတွက်စိတ်ဝင်စားတယ်ဆိုတဲ့အချင်းကြီးကပြောင်းလဲကောင်းလဲပြောင်းလဲသွားနေမှာပဲဘာမှလည်းကျွန်တော်ကြုံမသိဘူးတော်တော်ညီကတို့ဘလို့မြင်ညလဲ ကီဂရက်စ်နေနေကမန်ချက်စတာယူနိုက်တက်ကိုပြောင်းကျင်တဲ့ဆန္ဒရှိလောက်တယ်လို့ညီကလို့ထင်ကြလားဒါမှမဟုတ်ခုနကလိုပဲတခြားအသင်းတွေရဲ့ဘက်ကခေါ်ဖို့မကျူးပန်းတော့လို့ဒါမကျူးပန်းကြသည်လို့ဒါတင်းလွင်ကျင်တဲ့ပုံစံမျိုးနဲ့ယူနိုက်တက်ကိုပြောင်းကျင်တဲ့ဘာညာပြောကြတယ်လို့ညီကလို့ထင်လားဘယ်လိုဘယ်လိုမြင်ကြလဲဆိုတော့ယူနိုက်တက်နဲ့ပတ်သက်တဲ့ဆိုကြတဲ့ကညီကလို့တိတဲ့တိုင်းပဲတင်းဟာအမျိုးမျိုးလာမှာပါခေါင်းစဉ်အမျိုးမျိုးနဲ့ကျွန်တော်လာမှာပါဆိုတော့စွနိကြပါအားလုံးကိုကြည်တိများကြီးတင်ပါတယ်